ရေးမြို့နယ်တွင်စစ်ကြောထိုးသည်သည့်စစ်တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှဗိုလ်ကြီးတဦးပါဝင်12ဦးသေဆုံးကြောင်းသိရပါသည်။မွန်ပြည်နယ်ရေးမြို့နယ်တွင်စစ်ကြောထိုးလေသည့်အကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှဗိုလ်ကြီးတဦးပါဝင်12ဦးသေဆုံးခဲ့ကြောင်း Moon State Revolutionary Force MSRF မှပြောရေးဆိုခွင့်ရှိသူကပြောပါသည်။အောက်တိုဘာလ10ရက်နေ့နာနက်9နာရီခန့်အချိန်ရေးမြို့နယ် ကနေကမော့ကျေးရွာနီးစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကကြောက်ကြားစနစ်ဖြင့်ဂျားပြတ်တိုက်ခဲ့ရာစစ်တပ်ဖက်မှတပ်ချက်တဦးပါဝင်2ဦးတေဆုံးပြီးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူရင်းနှီးညနေ၄နိုင်ကန်တွင်အောင်သားရွာနှင့် လေမော်ချန်ရွာကမ်းလှမ်းအနီးတွင်လည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များကထပ်မံဂျားပြတ်တိုက်ခဲ့စဉ် တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးစစ်သားတအူးတေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့အတူအော်တိုဘာလ17ရက်နေ့မွန်းလွဲ7နိုင်ခန့်အချိန်အော်တိုဘေဖုန်ကြီးကျောင်းအနီးရှိအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက drone ဖြင့်ဘုံနှလုံးကျဲချခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့်စစ်သားတအူးတေဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အော်တိုဘာလ12ရက်နေ့နာနက်7:00နာရီ7မိနစ်အချိန်တွင်လေဘီလမိုင်းကျေးရွာမှအေးကဘာကျေးရွာအနီးသို့စစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားကစစ်တပ်ဖက်မှဗိုလ်ကြီးတဦးပါဝင်ရှစ်ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒုံရတာတိုက်ပွဲမှာစစ်ခွေး12កောင်သေဆုံးတာကိုမြေပြင်တွင်ရင်းမြစ်အကနေတီးပြုတ်နိုင်ခဲ့ပါတယ်။အခုလက်ရှိအချိန်ထိစစ်ခွေးထပ်တိုးသေဆုံးတဲ့သတင်းမရှိသေးပါဘူး။ဒီတိုက်ပွဲမှာအရှင်ဖမ်းပြီးတဲ့စစ်ခွေးမရှိပါဘူး။ရဲသားပြည်သူများအနေနဲ့ ရန်သူစစ်ကြောင်းတရင်ချင်းတွေကိုနားဆင်ပြီးတရင်နဲ့သွားလာလှုပ်ရှားဖို့တက်တွန်းလိုပါတယ်ဟု Monstrate Revolutionary Force MSRF မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သောမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ရမညတပ်တော် RMA KNLA တပ်ရင်း20ခွန်တပ်ခွဲတွေဘီဝါ33ဒေါနာချေမုံရေးတပ်ခွဲနဲ့တပင်ရွှေကြီးတပ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ။ဒေါင်သာမြုံနယ်ရုံစီကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်သား6ဦးသေဆုံးကြောင်းသိရပါဗျ။စစ်တပ်ကရင်းရွာတွင်အမျိုးသမီး6ဦးကိုမရင်ကျင့်ခဲ့ပြီးပြည်သူ2ဦးကိုတပ်ဖြတ်ခဲ့ကြောင်းသိရပါဗျ။မန္တလေးတိုင်းဒေါင်သာမြုံနယ်ရုံစီကြီးရွာရှိနေအိမ်များတွင်တက်ဆွဲထားသော အကြမ်းဖက်စစ်တပ်ကိုဝန်ရောက်တိုက်ခိုက်ရာစစ်တပ်ဖက်မှ6ဦးသေဆုံးခဲ့ကြောင်းမြင်းကြံကဲအမှတ်3တရင်ပြောရေးစုခွင့်ရှိသူကပြောပါတယ်။အော်တိုဘားလ13ရက်နေ့တောင်သာမြုံနယ်ရုံစီကြီးရွာတွင် အဝင်လာပြီးရှိနေများတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုမင်းသားကြီးစစ်ကြောင်းမှဦးဆောင်ပြီး60ဘုံမှ40ဘုံမှလက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒီတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်ဖက်မှ6ဦးသေဆုံးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ရုံးစီကြီးကျေးရွာအဝင်လာမေးဝဲရတလျှောက်မှရှိပြည်သူပိုင်နေအိမ်တွေမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကို60ဘုံမှ40ဘုံမှလက်နက်ငယ်တွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးထိမှန်ပြီးစစ်ခွေး၆ပောင်တည်ဆုံးတယ်စစ်ခွေးတွေကရုံစီကြီးတေးရွာမှာဒီတစ်ချက်ပေါက်ရင်ပြည်သူပိုင်နေတလုံးမြှုပ်ရှုံမယ်လို့ကြေမောင်းနေပါတယ်ဟုမြင့်ကြံခင်အမှတ်သုံးတန်ရင်ပြောရေးစုခွင့်ရှိသူကပြောပါတယ်အဆိုပါ ရုံစီကြီးရွာတွင်အကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ15ရက်16ရက်နေ့စစ်ကွန်ရဲတို့တွင်အသက်16နှစ်မှအသက်56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်းပြုတ်ချင်ခဲ့ပြီး ဂျေးရွာသားအသက်55နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်မြတ်တို့ကိုလည်းရေးရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်ညောင်မြို့နယ်ဇီရကုန်းကျေးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကြောင့်ပြည်သူစစ်တပ်ကိုပြင်းထန်တမ်းရာရရှိကြောင်းသိရပါတယ်။သခိုင်းတိုင်းညောင်မြို့နယ်ဇီရကုန်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအပြစ်သားပြည်သူစစ်တပ်အပြင်းထန်တမ်းရာရရှိခဲ့ကြောင်းဒေသနေပြည်သူများကပြောပါတယ်။အောက်တိုဘာလ15ရက် နနက်၈နာရီခန့်ကမြောင်မြုတ်နယ်ဇေယကုန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်၏ဒရုန်းလေတပ်မှတက်လာသော Jet Fighter လေးယာဉ်ဖြင့်ပေါင်၂50ဘုံးဒီတလုံးတဲချပြီး Rocket ဖြင့်၈ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသား6ဦးနဲ့အမျိုးသမီး5ဦးစုစုပေါင်း12ဦးအပြင်းထန်သန့်ရရရှိခဲ့ကြောင်းသိရပါသည်။လေယာဉ်ကမလေးဒရုန်းကတက်လာ Jet Fighter ကဘုံးကပေါင်၂50ဘုံးတလုံးရွာရဲ့တောင်ဘက်မှာရှိတဲ့တောဆန်အနီးကိုချတယ်။ရွာထဲကိုတော့ rocket ship လုံးနဲ့နေရာ၈နေရာကိုပြစ်သွားတယ်။မြေပဲလမ်းဖို့ပြင်ဆင်နေတဲ့လူသမီးကတော့ bike ပွတ်ထွက်သွားပြီးအသက်အန္တရာယ်ဆိုးရင်ရတယ်။ကျန်တဲ့ဒဏ်ရာရသူတွေလည်းခြေပြက်လက်ပြက်တွေလည်းပါတယ်ဟုဒေသနေပြည်သူတို့ကပြောပါတယ်။ထို့သောအချမ်းဖက်စစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကစေကုသပေးလက်ရှိကြောင်းသိရပါတယ်။ပြီးခဲ့သည့်2024ခုနှစ်အောက်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်းမြောင်မြုံနယ်ဇေယကုန်းကျေးရွာကိုအချမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခဲ့သောကြောင့် ်ရက်သားပြည်သူခုနှစ်ဦးတေဆုပ်ခဲ့ကြောင်းသိရှိရပါတယ်။လောင်လုံးမြို့အနီးလူငယ်များကိုပေါ်တာဆွဲလာသည့်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်စစ်သားရှိဦးတေဆုပ်ပြီးလူငယ်6ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။တရင်တိုင်းတိုင်းလောင်လုံးမြို့အနီးရှိကျေးရွာများမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာသည့်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဖက်မှရှိဦးတေဆုပ်ပြီးစစ်တပ်ကဖမ်းဆီးထားသောလူငယ်6ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားတာဝန်ခံကပြောပါရယ်။အော်တိုဘားလ10ရက်နေ့နနက်10:00ခန့်အချိန် လောင်လုံးမြို့ပေါ်မှထွက်လာသောအင်အား60ခန့်ပါအကြမ်းဖက်စစ်ကြောင်းသည်မြို့အနီးရှိကျေးရွာများမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရနာရောက်စဉ်တော်လင်းတနေရာ၌ဒွေခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ်ပူအောင်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဖက်မှရှီဦးထက်မင်းတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းထို့ပြင်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဖက်မှပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်၆ဦးလုံးလည်းထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့များကထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရှိရပါသည်။ ရင်ထီတွေတက်ပွဲသည်တနိုင်ခန့်ကြာမြင့်ခဲ့ပြီးအချမ်းပဲစစ်တပ်ဖက်မှခဲရနဲ့ကျောပွဲတချို့ကိုလည်းတင်စီရမိခဲ့ကြောင်းအဲပွဲဖြစ်ပွားပြီးနောက်အချမ်းပဲစစ်တပ်သည်လောင်လုံးမြို့ပေါ်သို့ပြန်လည်ဆွတ်ခွာသွားကြောင်းသိရှိရပါသည်တပ်ပွဲအတွင်းမှာစစ်ခွေးလူပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်6ဦးကိုထွက်ပြေးနိုင်ခဲ့တယ်။ကျွန်တော်တို့ကထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။တပ်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကလည်းရှစ်ကောင်ထက်မနည်းတေဆုံးပြီးဒဏ်ရာရလာလည်းတော်တော်များတယ်။ ခွေးနာတွေကိုကားသုံးစင်းနဲ့လောင်လုံးမြို့ပေါ်ပြန်တယ်သွားတယ်ဟုဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားတာဝန်ခံကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူအောင်တပ်ဖွဲ့များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းပူအောင်တပ်ဖွဲ့များဘက်မှရဲဘော်တဦးမစိုးရင်ရတဲ့ဒဏ်ရာအနည်းငယ်ရရှိကြောင်းသိရှိရပါတယ်တိုင်းရင်းသားတွေဖြစ်နိုင်တာသာပြောဖို့လိုပြီးမဖြစ်နိုင်တာရှောက်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့မရောက်နိုင်ကပြောဆိုကြောင်းသိရပါတယ်အကြမ်းဖက်မရောက်နိုင်ကတိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ ရင်ချမ်းရေးရရှိရေးဖြစ်နိုင်တာတွေသာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေရှောင်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ဆိုပြီးပြောဆိုလိုက်ပါတယ်။နေပြည်တော်မှာ NCA တနင်္ဂနွေအပြစ်ခတ်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းဆယ်နှစ်ပြည့်ခါနာကိုမရောက်နိုင်ကအဲ့လိုပြောဆိုခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ရင်ချမ်းရေးရရှိရေးဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးအတွက်ဒိုင်းသာလက်နက်ကိုင်တွေကိုဖိတ်ခေါ်ကြောင်းအခြေခံဥပဒေကိုပြင်ဆင်ဖို့လည်းသဘောတူညီထားကြောင်းလာမယ့်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်း ရွေးကောက်ပွဲမှာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင် PR စနစ်ကိုအသုံးပြုထားကြောင်းနိုင်ငံရေးပြည်ထနာတွေကိုလက်လက်ကင်ပြီးတော့ဖြည့်ရှင်းလို့မရပဲဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်းလွှတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမရောက်နိုင်ကဆိုပါတယ်ဖြစ်နိုင်တာကျွန်တော်ဘက်ကလို့ပြီးမယ်တိုင်းရင်းသားနဲ့တက်ဆိုင်ရာပုဂ္ဂိုလ်များကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလုပ်ကြဖို့ပြောချင်ပါတယ်မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုပ်နေလို့မရပါဘူးဥတီချက်မှန်ကန်စွာလုပ်ဖို့လိုအပ်ပါတယ် ဆိုင်သားတွေရဲ့တောက်ဖို့ချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစင်ရင်ဖြစ်တဲ့လွှတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်လို့မရောက်နိုင်ကဆိုပြန်ပါတယ်။နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးခြေအနေကမကောင်းမွန်ကြောင်းပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီးတာသမီချင်းကျောင်းသားချင်းစာနာတတ်ကြဖို့လိုကြောင်းကျောင်းမဲကိုပြန်လည်ထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးနေဖြင့်ကျောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြကြောင်းမရောက်နိုင်ကဆိုပါတယ်။တကယ်တော့မရောက်နိုင်ကတနင်္ဂနွေလုံးစာရင်ကျောင်းတွေကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူကလေးငယ်တွေတည်ဆုံပြီးကျောင်းတွေအကြည့်ကျဲပျက်စီးနေတာကိုတော့ထက်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။သူကဒီကုန်းချုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လဲပြောဆိုဆုံးသတ်ပါတယ်။ကျွန်တော်အလေးနဲ့ပြောပြရစီကျွန်တော်နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောချင်ပါတယ်။ဒါပြီးကောင်းအောင်လုပ်ကြဖို့ပူပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်ဟုမရောက်နိုင်ကဆိုပါတယ်။ မေအောင်နိုင်ကဒီနေ့ခါနာမှာရေးလာတဲ့ဆရွက်ထဲကအကြောင်းအရာတွေဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်ထပ်10မိနစ်လောက်ပြောပြရစီဆိုပြီးသူ့အမြင်တွေကိုထင်ရမြင်ရတွေထပ်မံပြောဆိုသွားတာလည်းဖြစ်ပါတယ်။မေထီလာရင်တညာတဲ့လူငယ်20ကျော်ပေါ်လာဆွဲခံရကြောင်းသိရပါတယ်။မာလီတိုင်းမေထီလာမြို့မှာတညာအရင်းစစ်တပ်ကလူငယ်အယောက်20ကျော်ကိုပေါ်လာဆွဲဖမ်းဆီးခဲ့တယ်လို့မေထီလာမြို့ရဲ့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာလ14ရက် မနက်၈နာရီကနေညနေပိုင်းအထိမေဒီလာမြို့နယ်ဘဲကန်စေးအနီးမှာနေပြည်တော်စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်၁၈အတွက်ဖျက်ဆီးသွားလာနေတဲ့စံကယ်နှစ်ယောက်တွဲစီလာတဲ့လူငယ်မျိုးသားတွေကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ညာဝင်းချင်းဒီဖမ်းတော့အဖမ်းခံရသူတွေရဲ့မိသားစုဝင်တွေကလည်းမတိကြသေးဘူးပေါ့နော်။ဒါပေမဲ့တချို့တွေကတော့ပတ်စံနဲ့ပြန်လာရွေးခိုင်းမှာပေါ့နော်။ဒီလိုတညာတဲ့နဲ့အများကြီးဖမ်းလာမျိုးကိုသူတို့ကစက်တိုက်မလို့ဘူး။မထင်လောက်တဲ့အချိန်မှမှထထလောက်တာပေါ့နော်။ အဲ့လိုဆိုတော့လူငယ်တွေကအမှုမဲ့အမှတ်မဲ့နဲ့ပါပါသွားကြတာလို့မိတ်တလာတက်တွင်းတင်ရင်းစ်ကပြောပါတယ်။လက်ရှိမှာဖားသိခံထားရတဲ့လူငယ်20ကျော်ကိုခလာရတွတ်တွတ်သုံးမှာထားရှိခဲ့ပြီးပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့ကလည်းမိတ်တလာမြို့နယ်တွင်းမှာလူငယ်9ယောက်ကိုစစ်တပ်ကပေါ်တာဆွဲခဲ့သေးတယ်လို့သိရပါတယ်။အပတ်စဉ်တစ်ခုကိုလူယောက်9000ကျော်စုဆောင်းမယ်လို့တွေးတောခဲ့တဲ့စစ်တပ်ဟာနောက်ပိုင်းအပတ်စဉ်တွေမှာတော့ စစ်မှုထမ်းယာရကျက်ပြည့်မီအောင်မရတာကြောင့်အပတ်စဉ်တစ်ခုတက်နေစမှာပင်ရတဲ့နည်းနဲ့လူငယ်တွေကိုထပ်မံစုဆောင်ပြီးထပ်တွန်းအင်အားတွေနဲ့ဖမ်းဆီးပို့ဆောင်နေတယ်လို့တီးရပါတယ်။သူတို့တွေလူအရေးအတွက်ကိုပြည့်မီအောင်မရနိုင်တာတော့အသေးချာတယ်။အဲလိုဆိုတော့သူတို့ကရတဲ့လောက်လိုက်ဆွဲတယ်ပေါ့နော်။တယောက်ဆွဲနှစ်ယောက်ဆွဲကနေသူတို့လူအရလူလာပြီးဆိုရင်ယထာဂိတ်ကားဂိတ်တွေကနေလူငယ်တွေကိုဖမ်းတယ်လို့တီးရပါတယ်။တေချာတီးရတာကတော့ယထာပေါ့နော်။ဒါရီကိုစစ်မှုထမ်းကနေထွက်ပြေးလာတဲ့လူငယ်တွေစီကကြားရတယ်ပေါ့နော်။ ပြီးတော့သူတို့မှာဖျက်သီးတွေတင်နာကြောင်းတွေမှာလည်းသူတို့လူငယ်တွေရှိပါတယ်လို့ပြည်သူ့ရင်ခွင်တာဝန်ရှိသူတယောက်ကပြောပါတယ်စစ်တပ်ဟာရထားတွေကားတွေပေါ်မှာလိုက်ပါစီးနေတဲ့လူငယ်တွေရဲ့စင်းမှန်သမျှကိုကြိုတင်ရရှိထားတာကြောင့်ဘူတာယုံအကြီးကြီးမရှိတဲ့မြို့နယ်ကိလေတွေမှာပေါ်တာဆွဲဖမ်းဆီးတာတွေကိုမကြာခဏလုဆောင်နေတယ်လို့သိရပါတယ်သူတို့အဲ့လိုပြောလို့ဘူတာတွေမှာအများနဲ့လိုက်ဖားနေတာတော့မဟုတ်ဘူးသူတို့အဲ့လိုရုပ်ပြဆင်းပြမလို့ဘူးမလို့ရင်လွှတ်ထားပေးတယ်အဲ့လိုဆိုတော့လူငယ်တွေကလည်းပေါ့ပေါ့ရော့ရော့ပြန်ဖြစ်သွားပြန်ရော့ ပြီးတော့မှသူတို့တအားလိုလာပြီဆိုရင်ဝုံစုံစော်ထည့်လိုက်တာပဲအဲ့လိုဆိုတော့ဖားနိုင်ပါတယ်လို့ပြီးတော့ရင်ခွင်တာဝန်ရှိသူကချင်းတွေကိုပြောပြခဲ့ပါတယ်